င်္ဂလာပါရှင်။ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမရှင်။အာနာရှင်အောင်တန်းရွှေနာဘဒုက္ခရအောင်မောင်ရင်းနဲ့အငိမ့်စားတမရသိန်းစိန်တို့ကိုမြန်မာနိုင်ငံဆရာတရုတ်တမကတွားရောက်တွေ့ဆုံခဲ့ပါတယ်။တင်ငန်းညီနောင်စစ်ပြူဟာကုန်းနဲ့ခမရ350ကိုစကန်သိန်းတက်ပွဲမှာစစ်သား20ဝန်းကျင်တည်သွားပြီးစစ်တုံးပံအများအပြားကိုဖမ်းဆီးရရှိတာ ခလရ295တိုက်ပွဲမှာတော့စစ်တပ်ဘက်က28ဦးတေသွားတဲ့တဲ့ရင်ပါဝင်နောက်ဆုံးရတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်ရှင်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်တစ်ပုဒ်ကတော့အာနာရှင်အောင်တန်းဆွေနာဘဒုက္ခရာအောင်မောင်ရင်နဲ့ အငင်းစားသမရသိန်းစိန်တို့ကိုမြန်မာနိုင်ငံဆရာတရုတ်တမ္မတ်ကတွားရောက်တွေ့ဆုံခဲ့တယ်လို့ရန်ကုန်တရုတ်တန်ရုံးကတရုတ်လူမျိုးကွန်ရက်ဖြစ်တဲ့ WeChat ကနေတစဉ်သတင်းထုတ်ပြန်ထားပါဗျ။မြမရိုးဟာနှစ်တကူကာလအတွင်းတရုတ်တန်မတ်ကအာနာရှင်ဟောင်းတွေနဲ့သမရဟောင်းတွေကိုတွားရောက်ဂေါရာပြူတွေ့ဆုံခဲ့တာဖြစ်ပြီးတွားရောက်တွေ့ဆုံတဲ့နိုင်ငံရေးဆိုင်ရာပုံကိုယ်တွေထဲမှာ ဝင်ကြီးချုပ်ဟာဦးနှုတ်ရဲ့သမီးဖြစ်သူဒေါ်တန်းတန်းနှုနဲ့အခြားပုဂ္ဂိုလ်တွေလည်းပါဝင်တယ်လို့လည်းဆိုပါရယ်တွေ့ဆုံဆွေးနွေးမှုတွေမှာနှစ်နိုင်ငံဆက်ဆံရေးကိုပုံမကောင်းမွန်လာရင်းနဲ့နက်နက်ရှမ်းရှမ်းထိတွေ့ဆက်ဆံရေးအပြင်မြန်မာနိုင်ငံငင်းချမ်းတာယာယူတဲ့တရုတ်နိုင်ငံကကြိုးပမ်းနေတယ်လို့လည်းထုတ်ပြန်ပြောဆိုထားပါရယ်ရှင် ကရင်ပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်မြရီမြို့နယ်နဲ့ကော့ဂရိတ်မြို့နယ်အစံတင်ငန်းကြီးနောင်စစ်ပြူအကုန်းနဲ့ခမရ350ခွန်တို့ကိုမနေ့က KNL ဦးဆောင်တဲ့တော်လိုင်းတပ်တွေကသိမ်းပတ်ရရှိခဲ့ပြီးစစ်ကောင်စီတပ်က20ဦးဝန်းကျင်တည်သွားကစစ်တုံးပန်းအများအပြားကိုဖမ်းဆီးရရှိခဲ့လို့မြေပြင်စေးသတင်းမြစ်ကပြောပြပါရယ်။အဲဒီတိုက်ပွဲတွင်မှာလက်နက်ကြီးလက်နက်ငယ်တွေအများအပြားကိုသိမ်းဆည်းရရှိခဲ့သလို စစ်တုံးပန်းအများပြားလဲရရှိခဲ့လို့သိရှိရပါတယ်။လက်တလုံးမှာတော့နေပြည်ရှင်းလင်းရေးတွေကိုဆက်လက်လှုပ်ဆောင်နေလို့စည်ရေးတရင်မြစ်ကပြပြပါတယ်။လာတို့မြရီမြို့နယ်ခလရ295ကိုလည်း KNL ဥဆောင်တဲ့တော်လန်တက်တွေကဝိုင်းဝန်းတိုက်ခိုက်နေရလက်တလုံးမှာတိုက်ပွဲတွေပြင်းထန်နေစေဖြစ်တယ်လို့လည်းသိရှိရပါဗျ အဲဒီတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်က28ဦးသေသွားတယ်လို့လည်းစစ်ရေးဆိုင်ရာကြေညာသတင်းတွေ ဖော်ပြချက်အရသိရှိရပါတယ်။အကြက်ဘက်စစ်ကောင်စီတပ်ဘက်ကတော့ညရီမျိုးစောက်တပ်ဖြစ်တဲ့ခလရ295မကြက်အောင်တွက်လက်လက်ကြီးတွေလေရင်တွေ drone တွေနဲ့အသေးအံခုခံနေရလို့လည်းမြေပြင်စစ်ရေးသတင်းမြစ်ကပြပြပါတယ်။ဒါ့အပြင်ကော့ဂရိတ်မြို့နဲ့ခလရ69ကိုလည်းတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခတ်သိမ်းပိုက်နိုင်ဖို့အတွက်ထိုးစစ်ဆင်တိုက်ခတ်နေတာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်ကလည်းလေကြောင်းကနေမီးလောင်ဘုံတွေ cluster ဘုံတွေနဲ့ပြန်လည်တက်ခတ်နေရလို့လည်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကလည်းစစ်ကူလေကြောင်းထက်မနည်းစစ်လို့ပြီးမြရီသင်ငန်းညီနောင်နဲ့ concrete နည်းမြေတွေမှာအသာစီးပြန်လည်ရရှိရအတွက်ကြိုးပမ်းနေရလို့လည်းသိရှိရပါတယ်။မြန်မာနိုင်ငံမြရီဘက်ချမ်းမှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်ထိုင်းစစ်တပ်ကထိုင်းမြန်မာနယ်စပ်ထိုင်းနိုင်ငံဘက်ချမ်းဘက်မှာစစ်အင်အားတွေကိုတိုးချဲ့ကာ မြေပြင်နဲ့ဝေဟင်ကင်းလက်မှုတွေကိုလှုပ်ဆောင်နေရလို့လဲထိုင်းသတင်းရည်ရဲ့ဖော်ပြချက်အရသိရှိရပါတယ်ရှင်။မန္တလေးရဲ့သတင်းတပုတ်ကိုကြည့်ရမှာမန္တလေးတန်းဝမ်းနည်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားတစီးကိုမိုင်းဆွဲတိုက်ခတ်ခဲ့ရမှာကားပေါ်မှာပါလာတဲ့စခန်းမှုပါဝင်၄ဦးလုံးဟာထိသွားတယ်လို့ Wandering Township Revolution Force WTRF ကတာဝန်ရှိသူတို့ကပြောပြပါရတယ်။ဧပြီလ9ရက်နေ့ည9:00နာရီအချိန်ခန့်မှာ ဝန်တင်းမြို့နယ်နန်းနန်းကျေးရွာနယ်ထနောင်းကုန်းကျေးရွာကြမှာအကြက်ဖက်စစ်ကောင်စီစစ်သားနဲ့ရဲတွေလိုက်ပါလာတဲ့ကားကို WDF ဘက်ကဝိုင်းဆွဲတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ကားပေါ်လိုက်ပါလာတဲ့စကတ်မိုးပါဝင်၄ဦးလုံးဟာတေသွားတာဖြစ်ပြီးကားမှာတစားစီဖြစ်သွားတယ်လို့လည်းသိရှိရပါတယ်။အဲလိုတိုက်ခတ်မှုဖြစ်သွားတဲ့နေရာမှာတော့ drone တွေဝန်းတွေတို့ဝန်းတွင်မြို့ပေါ်မှာလည်းအရေးပေါ်ကားတွေစုညံနေရလို့ဝန်းတွင် Township Revolution Force WDF ကတာဝန်ရှိသူတို့ကပြပြပါရရှင်။ ဒီတစ်ခါမှာတော့ရန်ကုန်မြို့မှာအမျိုးသားညီညွတ်ရေးဆိုရမဟာဗျူဟာမြောက်ဆက်သွယ်ရေးနဲ့ပြည်သူဆက်ဆက်ရေးယူနေ SCPRU ကထုတ်ဝေတဲ့အတ္တမစစ်သားစုဆောင်ရေးနဲ့ပတ်သက်တဲ့အတိပေးလက်ကမ်းစာဆောင်တွေကိုပြည်သူလူထုကိုဖြန့်ဝေပေးခဲ့တယ်လို့ရေဝဲပြည်သူအကျိုးပြုလူငယ်အဖွဲ့အစည်းကတာဝန်ရှိသူတို့ကပြပြပါတယ်။ဧပြီလ9ရက်နေ့မှာလက်ကမ်းစာဆောင်တွေကိုပြည်သူလူထုစီကိုဖြန့်ဝေပေးခဲ့တာဖြစ်ပြီးအဲ့ဒီစာဆောင်တွေထဲမှာတော့ပြည်သူလူထုအနေနဲ့အတ္တမစစ်သားစုဆောင်ရေးနဲ့ပတ်သက်ပြီး ိရှိထားတဲ့အချက်တွေပါဝင်တယ်လို့လည်းဆိုပါတယ်။ဒါအပြင်အချိန်ကာလအလိုက်ဆောင်ရွက်တဲ့အချက်တွေဆက်သွယ်မေးမြန်းအကြံဉာဏ်တောင်းခံနိုင်တဲ့လင့်တွေသတင်းပေးတန်ကြားနိုင်တဲ့လင့်တွေပါဝင်တယ်လို့လည်းသိရှိရပါတယ်။အကြံဖက်စစ်ကောင်စီရဲ့အာဓမစစ်သားစုဆောင်တာနဲ့ဆက်လင်းပြီး ပြည်သူလူထုတရက်လုံးအနေနဲ့နီးပရိရဲ့အသွေအသွေကိုအသုံးပြုကစီးလုံးညညွတ်စွာနဲ့ငုံမခံပဲတုံ့ပြန်ကြဖို့အတွက်ရေဝဲပြည်သူအကြိုးပြုလူငယ်အဖွဲ့အစည်းကတိုက်တွန်းနှိုးဆော်ထားပါရဲ့ရှင်။ မကွေးတန့်သင်းတဘောကိုတင်ဆက်ပေးကြပါတယ်။မကွေးတန့်ပခုတ်ကူမျိုးအမှတ်၁၁ချင်းမြန်တက်မှဌာနချုပ်ကနေချင်းပြင်းနယ်ဘက်ကိုရိခါပို့ဖို့ထွက်ခွာလာတဲ့စစ်ရင်နှန်းကိုတော်လန်တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခတ်ခဲ့ကရိခါက9စီးကိုတင်ဆက်ရရှိခဲ့ပြီး မီးရှို့ရှင်းလင်းခဲ့လို့အနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ WPF ကတာဝန်ရှိသူတို့ကပြပြပါရယ်အကြက်ပဲစစ်ကောင်စီရဲ့အင်အား900ပါတဲ့ရစ်ခါရင်နံကိုကမ္မမြို့နယ်တာတောင်ကြီးရင်နံမြေချာမှာအနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ဒေသခံကမ္မတပေါင်းစုကမ္မပကဖအပါဝင် တော်လိုင်းမာမေပူပေါင်းတက်တွေကကြားဖြတ်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတက်ခတ်မှုအတွင်းမှာရိခါကာကြီးခုနှစ်စီးကိုတင်းဆဲရရှိခဲ့ပြီးတော်လဲရဲဘော်တွေကရိခါကားတွေကိုမိရှို့ရှင်းလင်းခဲ့လို့လည်းသိရှိရပါတယ်။ပြည်သူ့ကာကွယ်တပ်ဖွဲ့တပ်ပေါင်းစုရဲ့စီးလုံးညညွတ်မှုနဲ့ဗျူဟာပြောင်မြောက်စွာအစံတို့ကြောင့်ရင်တန်းကအကြမ်းဖက်စစ်သားတွေဟာတိုက်ပွဲဖြစ်ပွားစဉ်မှာထွက်ပြေးသွားတာကြောင့်တော်လဲရဲဘော်တွေဘက်ကအထိခိုက်မှရှိစုခွာနိုင်ခဲ့လို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့မြန်မာပြည်သူတွေကိုအကြမ်းဖက်နေတဲ့စစ်ကောင်စီကိုလေရင်စီနဲ့ဆစ်လက်နက်ပစ္စည်းတွေတင်ဖို့ရောင်းချမှုပြုလုပ်ဖို့အတွက်ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီကစုံဖြတ်တောင်းဆိုလိုက်တယ်လို့ AP သတင်းမှာဖော်ပြထားပါတယ်။အီရန်နိုင်ငံနဲ့မြန်မာနိုင်ငံဟာသူတို့ရဲ့ပြည်သူတွေကိုအကြမ်းဖက်နေတယ်လို့အဖွဲ့ဝင်58နိုင်ငံပါဝင်တယ်။ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီကစုံဖြတ်လိုက်ပြီးတဲ့နောက်ထိရောက်တဲ့အရေးယူမှုတွေဆောင်ရွက်ဖို့အတွက် ကုလသမဂ္ဂလူ့ခွင့်ကောင်စီရဲ့နိုင်ငံအစိုးရတွေကိုတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။အကြက်ဖက်မြန်မာစစ်ကောင်စီကဒီမိုကရေစီလိုလားသူတွေတိုင်းရင်းသားလက်လက်ကန်အဖွဲ့တွေပေါ်ကိုပုံမပြည့်တဲ့အကြက်ဖက်ရက်ဆက်မှုတွေကျွလွန်လာတယ်လို့လည်းကုလသမဂ္ဂလူ့ခွင့်ကောင်စီကလွတ်လပ်သောကျွမ်းကျင်သူတို့ကပြီးခဲ့တဲ့လကသတိပေးထားခဲ့ပါတယ်။နိုင်ငံကလူငင်းချမ်းသာ권အဖွဲ့ MSD International ကလည်းမြန်မာနိုင်ငံကိုလင်းစီတွေတင်ဖို့ရောင်းချမှုကိုပိတ်ပင်ဖို့ ထက်ခါတလဲလဲတောင်းဆိုခဲ့ပြီးဇန်နဝါရီလကလေကြောင်းလောင်စာစီ ထောက်ပံ့မှုကွင်းဆက်တွင်နဲ့ပိတ်ဆို့ရေးဥမှုတွေကိုရှောင်ရှားဖို့ကျိုးပန်းနေမှုတွေကိုထောက်ပြထုတ်ပြန်ခဲ့ပါသေးတယ်။စစ်ရာဇဝတ်မှုကျွလွန်နေသူတွေကို လေကြောင်းတက်ခတ်မှုတွေလွတ်ဖို့လင်းစည်းရောင်းချနေခြင်းဟာပုံမှန်စီးပွားအဖြစ်လက်ခံလို့မရဘူးလို့လည်းဂျနီဗာကကုလသမဂ္ဂဆိုင်ရာလူငင်းချက်တာဝန်ကိုယ်စားလှယ်ကပြောဆိုထားပါဗျ။မြန်မာနိုင်ငံကို လေကြောင်းလောင်စာစီတိုက်ရိုက်သွယ်ဝိုင်း တင်ပို့နေမှုတွေကိုပိတ်ဆို့အရေးယူတဲ့လို့ဒီလိုအရေးယူမှုဟာလေချောင်းတက်ခတ်ခြင်းနဲ့စစ်ရာဇဝဲမှုတွေကိုကာကွယ်တိုင်းစီးနိုင်တယ်လို့လည်းသူကဆက်လက်ပြောဆိုထားပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့ကချင်ပြည်နယ်ဗမော်မြို့ပြည်သူ့စစ်ရုံးကအကြမ်းဖက်စစ်တပ်နဲ့ပတ်သက်မှုရှိနေတဲ့နန်းစီဒီယန်ဆရာဝန်တွေကထွက်ပြေးသွားပြီး ခွဲစစ်ဆရာဝန်ကြီးတူဦးသာစေယုံမှာကြန့်ရှိတော်ရလို့ဗမော်စေယုံနဲ့နှိဆက်သူတွေရန်ကုန်ခေတ်သစ်မီဒီယာကို ပြပြပါရယ်မလ15နှစ်မှာဗမော်မြို့ပြည်သူစေယုံကအကြက်ဖက်စစ်တပ်နဲ့ပတ်သက်မှုရှိနေတဲ့နန်းစီရီယံဆရာဝန်တွေဟာဗမော်လေစိတ်ပြန်ဖွင့်တဲ့အချိန်ကစတင်ကစေယုံကနေခွင့်ယူရလို့အကြောင်းပြကထွက်ပြေးသွားကြတာလည်းဖြစ်ပါရယ်ခွင့်ရကြော်နေပေမဲ့လည်းစေယုံကို ပြင်မလာကြပဲခွင့်နဲ့ခီးထွက်နေရလို့သာအကြောင်းပြနေကြရလို့လည်းသိရှိရပါရယ် ဗမော်ဆေးရုံကနေထွက်ပြေးသွားတဲ့နန်းစီဒီယန်ဆရာဝန်တွေမှာဒေါက်တာမင်းအောင်ခန့်အထွေထွေသမားတော့ ဒေါက်တာအေးမြတီတော်ကလေးတို့ကိုဒေါက်တာဖြိုးဝံဝတ်တမန်အထုကိုဒေါက်တာမင်းမော်ကိုမေဇေထုကိုဒေါက်တာဝဝမင်းနားနှာခေါင်းလေချောင်းအထုကိုတို့ဖြစ်တယ်လို့လည်းသိရှိရပါတယ်။လက်ရှိစေယုံမှာဆရာဝန်ကြီးဆိုပြီးခဲစိတ်ဆရာဝန်ကြီးတူတာရှိပြီးလက်ထောက်ဆရာဝန်နှောက်ယောက်ခန့်တာရှိတယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်မြကြီးနားကိုခွင့်ယူပါပြန်သွားတဲ့အယိုးကျောင်းနဲ့တပ်ဖွားမိရထုကိုနှစ်ဦးကတော့ ခွင့်ရပြီးရင်ပြန်လာမယ်လို့ကြားသိရကြောင်းဗမော်စေးုံနဲ့နှိဆက်သူတွေကဆက်လက်ပြောဆိုပါရရှင်ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကြည့်စုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ